စကိုင်းတိုင်းကလေးမျိုးနယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကခြေရွာတွေမှာ73စီဈေးတွေမြင့်တက်နေတယ်လို့ကလေးမျိုးနယ်ဒေသခံကြီးစီမှသိရှိရပါတယ်။အရင်တော့ကအော်ဒိန်92ဒက်စီတကားလန်ကို3000ဝန်းကျင်ရှိရကနေအခုလက်ရှိမှာတော့တကားလန်ကို3000ခွဲဝန်းကျင်အထိဈေးမြင့်တက်နေပြီးတချို့ခြေရွာတွေမှာဆိုဝယ်ယူဖို့အခက်အခဲတွေဖြစ်နေတယ်လို့သိရှိရပါတယ်။စက်ကောင်စီကဧပြီ25ရက်နေ့မှာကလေးမျိုးနယ်ကခြေရွာတွေကို လမ်ဘတ်ဆက်သွယ်ရေးပိတ်ဆို့ပြီးတဲ့နောက်တက်စီစီတွေမြင့်တက်လာတယ်လို့သိရှိရပါတယ်။ကလေးမျိုးနဲ့အရှိစီရဒေတာခန်တယောက်ကစစ်တပ်ကမြို့နယ်ကချီရတွေကိုလမ်းပိတ်ထားတော့မြို့ပေါ်ကဝေယူရောင်းချရတဲ့တက်စီကတည်ယူရဲ့နေရာမှာအခက်ခဲတွေရှိသွားပြီးလမ်းကျောပိတ်တာတွေရှိရတဲ့အတွက်တက်စီစီတွေမြင့်တက်နေတယ်လို့ပြောလာပါတယ်။ဆက်သုံးစီစင်းလုံးတွေမြင့်တက်ပြီးဝေယူကခက်ခဲနေတဲ့အတွက်ဒေတာခန်ရသူရသားတွေတွာလာရေးမှာ အခက်ခဲရှိရလို့လည်းသိရပါတယ်။ဒါပြင်စစ်ကောင်စီစစ်စေးရေးကိတ်ကိုကွင်းပြီးမြို့ရဲကိုကူတန်းသွားလို့ရတဲ့လမ်းတချို့ကိုလည်းစစ်ကောင်စီကမြေတူးဆက်တွေနဲ့တူပြီးလမ်းကိုဖျက်ဆီးထားတာကြောင့်မြို့ရဲကဝင်တဲ့ကွန်ပျူစီတွေလည်းရှားပါနေတယ်လို့သိရပါတယ်။စစ်ကောင်စီကဒေတာကာကွယ်ရေးတပ်ထွန်းချုပ်နေမြေတွေကိုကုန်စီဖျက်တော့ချင်တာဖြစ်နိုင်တယ်ဆိုပြီးဒေတာခံနေကြပြောဆိုမှုတွေရှိနေပေမဲ့မြို့အဝင်ထွက်လမ်းတွေပိတ်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့တစုံတရာပြောဆိုထားခြင်းမတွေ့ရှိရသေးပါဘူး။